ိုင်းနိုင်ငံကိုသွားရောက်ပြီးထဲကျုပ်လုပ်သားအဖြစ်လုပ်ကင်ခဲ့တဲ့ဘဝကနေပကိုးတိုင်းကိုစားပြုအလှမယ်တယောက်ဖြစ်အောင်ကြိုးစားခဲ့သူပြီးတော့လေသူဝါဒနာပါရအမှုပညာလုပ်ငန်းကိုဇွဲမလျှော်နဲ့ဆက်လက်ရှောက်လဲနေတဲ့အလှမယ်တယောက်အကြောင်းကိုအာကာတန်းနေကတင်ဆက်ပေးပါမယ်ရှင်။ရရှိသွားတဲ့ဝိဒါန်ကတော့ 2016ခုနှစ်အတွက် Miss Universe ဘကူအလှမဲ့ဖြစ်ရွေးချယ်ခံခဲ့ရသူကတော့ဘကူတိုင်းညောင်လေးပင်မြို့သူထယ်ရီချစ်ချစ်တွန်းထိုင်းနိုင်ငံကအထည်ချုပ်ဆေးရုံတစ်ခုမှာရွှေပြောင်းအလို့သမားအဖြစ်ဆယ်စုနှစ်တခုနီးပါးလုပ်ကင်ခဲ့ပြီးပြိုင်ပွဲမတိုင်ခင်ကမှသူပြန်လာခဲ့တာ မတို့ကပဒိန်လောက်တာဆိုတော့သူများချမ်းသာမှာကိုရီးယားအလုပ်တွေအများကြီးရတာလေဟိုသူများလဲစီဝိုင်းကြတော့ကိုရီးလည်းအလုပ်ပါရတယ်အဲ့အတွက်ကြောင့်ဟိုအခက်ခဲကြီးကြုံလာပါဘောနော်တမျိုးပြီးတမျိုးပေါ့အဲ့ဒီမှာပဲမောင်နှမတွေ9ယောက်ပေါ့နော်အဲ့ဘက်ကိုရောက်သွားတာညမအပါပေါ့9ယောက်ဟုတ် အိမ်ဆောက်ဖို့ဆိုပြီးဆူတာတယ်။ဒါပေမဲ့ညီမကဝါသနာပါလေလှုပ်ရှင်လည်းလှုပ်ပေါ့နော်။မောင်မကလည်းခွင့်ပြုရဲ။အလှုပ်ရှင်လည်းလှုပ်ပေါ့ဆိုအဲလှုပ်တယ်။လှုပ်တော့အခုအိမ်ဆောက်လာတဲ့ခဏရထားရတယ်။အာအေးရနေလောက်လိုက်တာ miss ပွဲမှာလိုအပ်မှုတွေအများကြီးရှိရပေါ့နော်ဒါပေမဲ့ညီမရဲ့လိုအပ်ချက်တွေကိုလည်းပံ့ပိုးကူညီပေးတဲ့ဟိုညောင်လေးပင်ကအမတွေအကိုတွေဟိုဘကိုကအကိုတွေအမတွေရန်ကုန်ကအကိုတွေအမတွေပေါ့နော်သူတို့တွေကလည်းကူညီပံ့ပိုးမှုတွေအများကြီးရှိတယ် ချယ်ရီချစ်ချစ်ထုံးလို့တာမန်မိသားစုတွေအတွက်တော့အလှမယ်ဖြစ်ရည်တည်ဝင်ဆိုတာအိမ်မက်လိုပါပဲဒါပေမဲ့အလှမယ်တယောက်ဖြစ်ဖို့အတွက်သူ့မှာအရေးချင်းအပြည့်အဝရှိတယ်လို့ခံယူထားတယ် ဒီပတ်စံရှိရလူမလုံနိုင်တာမဟုတ်ဘူးအရေးချင်းရှိရလည်းလုံနိုင်တယ်လို့သမီးကပြန်ပြောတယ်ဒါပေမဲ့ဟိုဒီအဲ့လိုတာကိုယ်ကပြန်ပြောလိုက်ပေမဲ့ဒါပေမဲ့ကိုယ်စိတ်ထဲမှာတခွရှိငါရန်ကုန်သွားလို့ရှိရင်တော့ပတ်စံတော့ကုန်တော့မယ်ပေါ့နော်ဟိုဘလောက်တောင်ကုန်မှလည်းမသိဘူးငါငါမိဘတွေရောလုံနိုင်ပြီပါမလားပေါ့နော်ဟိုဒီလိုဆိုရင်စိတ်တင်နေပေါ့နော်ဖျားတရားလေးလုံလာရဲ့လုံပြီးတော့ဆူတောင်းနေရရပေါ့နော်အာနောက်ပိုင်းမှာပဲကုညီမှုကုညီမဲ့လူတွေကပေါ်လာရဲ့ပေါ့ဟိုစကားတစ်ခုမှန်ပါတယ်စူးစမ်းတဲ့သူတိုင်းအတွက်နေရာတစ်ခုရှိရဲ့လို့လေ အဲ့စကားတော်တော်မှန်နေသူဒီလိုစင်ပေါ်မှာရှောင်းလန်းနေဖို့အတွက်မပြည့်စုံမှုတွေကြားကနေလှမ်းတက်လာခဲ့ရတာ Miss Universe ပကောပွဲဝင်ပြိုင်ကြီးရဲ့ဒါဒုတိယခြေလှမ်းနဲ့နောက်ဆုံးပေါ့နော် ြေလန်းဆိုပြီးတော့ညီမအမှုပညာနဲ့ပတ်သက်ပြီးတော့ညီမလောက်တာနောက်ဆုံးဆိုပြီးညီမလုပ်နေတာညီမအောင်မြင်သွားတဲ့အခါမှာညီမဆက်ပြီးရှောက်လာပါမယ် Miss Universe မြန်မာပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခဲ့ပေမဲ့အောင်မြင်မှုမရခဲ့ပါဘူးဒီလိုအောင်မြင်မှုမရတာဟာသူ့ရဲ့အားနည်းချက်ကြောင့်လို့သူခံယူထားတယ် Miss ပြိုင်ပွဲမှာပြိုင်တယ်အောင်မြင်မှုမရဘူးဆိုတာဒါညီမမှလည်းလိုအပ်ချက်တွေရှိပါသေးတယ်အလိုအပ်ချက်တွေရှိလို့ဒါပဲအောင်မြင်မှုမရသေးတာပေါ့နော်ဒါပေမဲ့ညီမအမြဲတမ်းစူးစမ်းနေမှာပါဘလို့ ဘယ်လိုဆက်လျှောက်လမ်းမလဲဆိုလို့ရှိရင်ညီမအမှုပညာကိုဆက်လျှောက်လမ်းမယ်လို့စိတ်ထဲမှာယုံကြည်ထားရပေါ့နော်ပဒင်းစရာအဖြစ်ရက်တိတမွေးခဲ့တဲ့ဖခင်ဖြစ်သူဦးထွန်းကြိုင်နဲ့အင်ရှင်မဖြစ်တဲ့မိခင်ဒေါ်လာမြင့်ကတော့သူသမီးရဲ့ဝါသနာကိုကြကြမတားနိုင်ပါဘူးအာပထမတော့ကန့်ကွက်တာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီ Miss Universe တော့ဘီကနီနဲ့သူအရှင်ပြိုင်ရတယ်ဆိုတော့လေအာမိသားစုတွေကလည်းယူသားရတယ်ပေါ့နော်။ ดูเนเนตะคู่อนเนเลยบ่เนาะถ้าอเมียนไม่ตื่นตออูตูรู้ทีเนบ่เนาะแต่ไม่กว่าရှင်ญาเลยไม่หอบพูถ้าနိုင်ငံตะคาเนี่ยရှင်ပြီးတော့လောက်หาได้กิษาบ่เนาะโหเจนเนี่ยอเมียนเนี่ยไม่จีบ่เปียนป่วยอเมียนเนี่ยไปจีไปบ่าဟုတ်ကွာတောင်းဆိုခဲ့ပါတယ်ဒါပေမဲ့ဟိုအတင်းအကျပ်ကြီးတော့မရှိခဲ့ပါဘူးသူတို့ကလည်းခွင့်ပြုတယ်ပေါ့နော်ကိုယ့်ရဲ့ဝါသနာကိုပေါ့အစင်မပြေမှုတွေရှိနေတဲ့မိသားစုဘဝမှာ ဖခင်ဖြစ်သူဦးထွန်းကျိုင်ကတော့သူများသားသမီးတွေနဲ့ရှင်မပြည့်စုံမှုတွေများစွာနဲ့ရှင်ပြိုင်နေရတဲ့သမီးဖြစ်သူအတွက်စိတ်မကောင်းဖြစ်နေရှာတာပေါ့သူများတွေကတော့ဟိုတယ်နေဟိုတယ်စားကားတွေပိုင်းနဲ့လားဒီလိုဟိုတယ်နေတဲ့နေရာမှာကိုယ်သမီးလေးကတော့ချွတ်ချွတ်ငယ်ငယ်နဲ့ဒါပြန်ရတယ်ဆိုစိတ်ထဲကတော့မကောင်းဘူးပေါ့ဒါမှလည်းကိုယ်လည်းမတတ်မမတတ်နိုင်မယ်ဟိုဘာပြောလို့ရမလဲအဲ့ဒီဘက်ကျတော့ကိုယ်လည်းအကုန်ကြားသက်တာအောင်ဆိုပြီးတော့ဘယ်လိုလုပ်ရလဲဖုန်းကြောင်းမှာတဲတယ်သူများတွေကဟိုတယ်မှာတဲတယ် ဦးတို့ကဖုံးချောင်းมาတယ်ခလေးတွေရဲ့သူတို့ရဲ့ဝါသနာပါတာသူတို့လုပ်တယ်ဒါမှလည်းအောင်မြင်တော့လဲအောင်မြင်ပေါ့မအောင်မြင်လဲဟိုဘယ်လိုမှမထားပါဘူးသဘောကတော့ဒါမှလည်းဒီခလေးသူစိတ်ချမ်းသာဖို့နဲ့သူ့ရဲ့အောင်မြင်မှုရဖို့တော့ဦးတို့ကတော့ညော်တော့ညှော်မှန်းတော့ပါ ထဲချစ်ချစ်ထွန်းရမိခင်ဖြစ်သူဒေါ်လာမြင့်ကတော့တမီးပြိုင်ပွဲကာလတစ်လျှောက်မှာအနီးကပ်နေပြီးမပြည့်စုံသူတမီးအတွက်ခွန်အားတရက်ဖြစ်စေခဲ့တယ်။ပြည့်စုံတဲ့အခါကျတော့ဟိုဘောသွားဖို့လာဖို့အဆင်မပြေတာတွေရပြောတဲ့အခါကျတော့သူတို့တွေပြောနေတာတွေကတော့ကိုရီးယားဟိုတော့လောက်ကနေလာရတယ်ဆိုတော့နည်းနည်းအဆင်မပြေတာတွေကတော့တော်တော်များများပါပဲ။ သူများရဲ့အညိုညင်မှုလေးတွေတော့တခုခုရှိတာပေါ့ညိုညင်တဲ့မိဘတွေကြတော့လည်းညိုညင်ပါတယ်မညိုညင်တဲ့မိဘတွေကြတော့လည်းမညိုညင်ဘူးပေါ့ကိုယ်ကိုလှိုက်လိုက်လဲလဲခေါ်ဒါကြောင့်လေပြိုင်ပွဲကာလတစ်လျှောက်မှာတော့မပြည့်စုံတဲ့သမီးလေးကိုဖြစ်ပျက်သမျှအကောင်းတိုင်းပြုမှုနေထိုင်နိုင်အောင်တုန်သင်မှုတွေပေးခဲ့တာပေါ့ကိုကမပြည့်စုံတော့ဒါမှမဟုတ်ကလေးကိုတော့အားမငယ်အောင်ပေါ့ကိုရှိတာနဲ့ကိုကိုလောက် ကိုရှိတာနဲ့ပဲကိုဝိကိုရှိတာနဲ့ပဲကိုသွားပေါ့ဘာမှအားမငယ်နဲ့ဘာဖြစ်ဖြစ်သူ့ဟန်သူဖြစ်တာကိုအကုန်လုံးလုံနိုင်တာကိုကြည့်လို့ဘူပါပြောပြောကိုလုံးရမယ့်အလုပ်ကိုဆက်လုပ်သူများပြောတာကိုလည်းအုံနောက်ထဲမထည့်ထားနဲ့ကိုလုံးရမယ့်အလုပ်ကိုပဲလုပ်သူများလောက်တာခိုင်းတာတွေကိုကြည့်ကိုသူများဘယ်လိုလောက်သွားတယ်ဘယ်လိုခိုင်းသွားတယ်ကိုလည်းအဲ့ဒီလိုလိုက်နှုတ်နိုင်အောင်လိုက်လို့အန်တီကတော့အမြဲတိုက်တွန်းပေးတယ်ခလေးကိုအားငယ်တဲ့စိတ်မရှိအောင် အမှုပညာလုပ်ငန်းတွေကိုအများပြားမလုပ်ကြရသေးပေမဲ့အခုချိန်မှာတော့မဂဇင်းတပ်ပုံရိုက်ကူးကိုကန့်လန့်တာတွေလည်းရှိလာပါပြီ။ ဒါကလည်းသိတာထင်ရှားမှုရှိတဲ့အောင်မြင်မှုတော့မဟုတ်ပါဘူးဘလို့ကန့်လန့်မှုတွေလောက်လာမလဲဆိုတာကိုပဲဒါစောင့်ကြည့်ရမှာပေါ့နော်အခုချိန်မှာတော့ညီမကိုမဂ္ဂဇင်းခွဲထိုက်ထားရရှိရဲ့နောက်မဂ္ဂဇင်းနဲ့မြင်ကွင်းမဂ္ဂဇင်းပေါ့နော်နှစ်ခုပေါ့နော်ဟိုပြီးတော့မင်္ဂလာဆောင်ပွဲတွေအတွက်ပွဲတက်ပေးရတယ်အခုချိန်မှာတော့အနေအချင်းပဲရှိပါသေးတယ်ဟမ် အမှုပညာလမ်းကြောင်းအပေါ်စတင်ရှောင်လန်းနေတဲ့သူကိုအရင်ကသူလုပ်ခဲ့တဲ့ထိုင်းနိုင်ငံကအလို့ရှင်တွေကသူတို့စီပြန်လာပြီးအလုပ်လုပ်ဖို့ကမ်းလှမ်းလာတွေရှိခဲ့တယ်။ဒါပေမဲ့သူကတော့သူချစ်တဲ့အမှုပညာလမ်းကိုဆက်လျှောက်ဖို့ပဲဆုံးဖြတ်ထားပြီးပြီ။ပေါ်ကြရပေါ့နော်အခုညီမဒီလိုမျိုးဟိုအောင်မြင်သွားပြီဆိုတော့ပြန်လာတော့လာပေါ့နော်တကယ်လို့အဆင်ပြေမအဆင်မပြေဘူးဆိုလည်းပြန်လာပေါ့နော်သူတို့ပြန်ခေါ်တယ်ဒါပေမဲ့ညီမတော့မသွားတော့ပါဘူးညီမဒီမှာညီမချစ်တဲ့အမှုပညာညီမဆက်လျှောက်လှမ်းဖို့ညီမဆုံးဖြတ်ထားလို့ပါ အောင်မြင်မှုဆိုတာကိုလက်စုပ်လက်ကင်မပြနိုင်သေးတဲ့သူ့အနေနဲ့ဒီဆုံးဖြတ်ချက်ကိုခက်ခက်ခဲခဲချခဲ့ရတာဝါသနာပါရအမှုပညာကိုလောက်ကိုင်းရင်မိသားစုကိုပြန်ပြီးကူညီနိုင်ရမယ်ဆိုတဲ့ယုံကြည်ချက်ကသူ့မှာရှိလို့နေတယ်။ငါတော့ငါဝါသနာပါရလုပ်နေရပေါ့နော်။ဟိုငါမိသားစုရောအဆင်ပြေပါမလားပေါ့။အဲ့လိုမျိုးကဟိုတစ်ခါညံတွေးမိတယ်ပေါ့နော်။ဒါပေမဲ့အဲ့ဒီစိတ်ကိုညီမဖြောက် အမှစူးစမ်းမှုတွေအများကြီးလိုအပ်တယ်။ငါစူးစမ်းမှနာရင်ငါမိဘတွေငါအကိုတွေပြင်မဲနာပေါ့နော်။ဟိုပြင်မဲနာရေးဆင်းရဲတာတွေသူတို့ခံစားရတာတွေဟိုအာပြန်ပြီးတော့ခြေစုဆက်နိုင်မယ်ပေါ့နော်။ပြန်ပြီးကဲတင်နိုင်မယ်။အာဒီမှာမိသားစုတယောက်မှာတဦးတယောက်သာထွန်းပေါက်သွားမယ်ဆိုလို့ရှိရင်ဒါအများကြီးပေါ့နော်။အများကြီးအကျိုးပြုပါတယ်ဟုတ်အဲ့အဲ့လိုမျိုးပေါ့နော်ကိုယ်ကအောင်မြင်ရမယ်ဆိုတဲ့စိတ်တစ်ခုနဲ့အတင်းပြီးတော့ညီမစူးစမ်းခဲ့တာပါဟုတ် မရေရာသေးတဲ့အောင်မြင်မှုတွေကိုစူးစမ်းစိတ်ကြီးစွာနဲ့အမှုပညာခီးလန်းကိုရှောက်လန်းနေတဲ့ Cherry ချစ်ချစ်ချွန်တယောက်ကတော့ကန်ဆက်ဆရာရဲ့ကြည်စားမှုကြောင့်အောင်မြင်မှုမရခဲ့ရင်တော့သူနဲ့သူ့မိသားစုအနာဂတ်အတွက်အလောက်ကိုင်းတစ်ခုကိုရွေးချယ်ထားပြီးဖြစ်တယ်။ Miss Universe ဘကောဖွဲ့ဝင်ပြိုင်ကြီးရဲ့ဒါဒုတိယခြေလန်းနဲ့နောက်ဆုံးပေါ့နော်ခြေလန်းဆိုပြီးတော့မြန်မာ အမှုပညာနဲ့ပတ်သက်ပြီးတော့ညီမလောက်တာနောက်ဆုံးဆိုပြီးညီမလောက်နေတာဒါပေမဲ့အောင်မြင်သွားတဲ့အခါမှာညီမဆက်ပြီးရှောက်လာပါမယ်။မအောင်မြင်တဲ့အခါမှာညီမမဘာလုပ်မယ်လဲစဉ်းစားရတယ်ဆိုတော့ညီမစကပြန်လောက်ဖို့ညီမမျှော်လင့်တယ်။ညီမတင်းနှန်းထက်တက်မယ်ပေါ့နော်။အခုညီမထိုင်းမှာသွားလုပ်တယ်။ထိုင်းဘာသာစကားကိုညီမအနေငယ်ပေါ့နော်။အခြေခံတက်ကြွလာတယ်။အဲ့ဒါကိုဆက်လေ့လာပြီးတော့ညီမစကပြန်တယောက်အနေနဲ့ရက်တီမယ်လို့ညီမစဉ်းစားတာရှိပါတယ်။ ိုင်းနိုင်ငံမှာရွှေပြောင်းလို့သမားဖြစ်ခဲ့ရတဲ့ညောင်လင်းပင်မြို့သူချယ်ရီချစ်ချစ်ထွန်းကတော့အထက်ကျုပ်သမားလေးဘဝကိုအပီးတိုင်ကြောခိုင်းပြီးသူယုံကြည်ရာလမ်းကိုရှောက်လန်းနေခဲ့ပါပြီ။ဝင်ချင်းမပြည့်စုံမှုတွေကြာကသူဝါဒနာပါရာကိုကြိုးစားခဲ့တဲ့အလှမင်းချယ်ရီချစ်ချစ်ထွန်းအကြောင်းကိုကျွန်တော်တို့ရှုစားခဲ့ရတာပါရှင်။လာမယ့်ပတ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဘဝဆက်လန်းတွေကို ပြိုင်ကောက်ကြောင်းအစီအစဉ်ကတင်ဆက်ပေးပါအောင်မယ်ရှင်။ဒီအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့တွေမှာထုတ်လင့်ပေးနေပါတယ်ရှင်။ထုတ်လင့်ပြီးသားအစီအစဉ်တွေကိုပြန်လည်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ခေပြိုင်ကောက်ကြောင်း Facebook မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။ကျမကတော့အီမီဆန်ပါ။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။